မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာပြန်နေကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေမေလ26ရက်နေ့မြမနွေဦးတော်လန်ရေးစိတ်ဝင်စားဝေးထိတ်တန့်ရောက်တဲ့ရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့မလေးရှားနိုင်ငံတွင်ယနေ့စတင်ပြီး46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်တရားခွင့်ဆက်လက်ပိတ်ပင်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ယနေ့စတင်ပြီး46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြမအရေးကထိတ်တန့်အဖြစ်ပါဝင်ပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မင်းအောင်လိုင်းတက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်ကစစ်တိတ်အစင်းနှင့်ကိုယ်စားလှယ်ကတက်ရောက်မည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများအရသိရှိရသည်မလေးရှားနိုင်ငံတွင်ယနေ့တနင်္လာနေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မည်ဖြစ်ပြီးဒေသရင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများတွင်အမေရိကန်၏တိုးမြင့်သော ကမြမအရေးနဲ့တောင်တရုတ်ပင်လယ်ရှိရေပိုင်နဲ့အငင်းပွားမှုများကိုလည်းဆွေးနွေးမည်ဖြစ်ကြောင်းမြမအရေးကလည်းထိတ်တန့်ဦးစားပေးအဖြစ်ပါဝင်ကြောင်းသိရှိရသည်ပါဝင်နိုင်မှုနှင့်ရေရှည်တည်တံ့ခိုင်မြေရေကောင်းစဉ်ဖြင့်နှစ်ရက်ကြာပြည့်လို့မီအာဆီယံထိပ်သည့်အစည်းအဝေးတွင်အဖွဲ့ဝင်၁၀နိုင်ငံသည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအပအဝင် ဒေတာရင်းအရေးကိစ္စများကိုဆွေးနွေးမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေးအလေးကျသဘာဝတည်းဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်သည်ထိပ်သီးအစည်းအဝေးကိုဥက္ကဋ္ဌဖြင့်ဆောင်ရွက်မည်ဖြစ်သည်ထိပ်သီးအစည်းအဝေးမှတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကအာဆီယံအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ဒေတာရင်းစီးပွားရေးကြိုးစီးပွားများမြင့်တင်ရန်နှင့်ယင်းနှံ့မြုံနယ်မှုဆိုင်ရာအစပြုမှုများကိုမြင့်တင်ရန်အဓိကထားလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသည်အာဆီယံအနေဖြင့်၎င်း၏ငွေကြေးရန်ပုံငွေကိုတည်ဆောက်ရန်နှင့်ဒေတာရင်းဗန်နာရေးလုံ ်ကြုံရေးကိုမြင့်တင်ရန်အစီအစဉ်များကိုပါထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရသည်မြန်မာနိုင်ငံနှင့်ပတ်သက်၍လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရင်းပဏိပကဖြစ်နေသောသက်ဆိုင်သူများကြောင့်စိတ်ဆက်ညီနိုင်ရေးကိစ္စရများမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်းညီနိုင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကြောင်းသိရှိရသည် အာဆီယံဒေသအစည်းအဝေးသို့စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်အောင်ကျော်မှုဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ကတရားမီဖြစ်ကြောင်းသိရှိရသည်။မြန်မာရေးဆွေးနွေးမှုများတွင်အကြမ်းဖက်မှုရှက်တန်းရင်အလုံးပတ်ဝင်နိုင်သည့်ဆွေးနွေးမှုစတင်ခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတွင်မြင်သာတင်သာရှိသောတိုးတက်မှုမရှိခြင်းအပေါ်လက်ရှိထိတွေ့ဆက်ဆံမှုမူပေါင်းဤထိရောက်မှုနှင့်ကန့်သက်ချက်များကိုအာရုံစောက်ဖွေရှိသည်ဟုသတင်းများကဆိုသည်။ ဆက်လက်ပြီး AA နဲ့ PDF များဝင်ရောက်လာမည်ဟုဆိုကောင်းအင်ကပိုမြို့နယ်နှင့်ဘုကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားအသစ်များအကြီးအကျယ်စုဆောင်းနေပြီးစစ်တပ်နှင်းများနှင့်ရဲတို့ပြစ်ခတ်မှုတင်နယ်များဇက်တိုက်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR အတိုင်းတွင် AA နှင့် PDF များဝင်ရောက်လာမည်ဟုဆိုကောင်းအင်ကပိုမြို့နယ်နှင့်ဘိုကလေးမြို့နယ်တို့တွင်စစ်တပ်ကစစ်သားအသစ်များအကြီးအကျယ်စုဆောင်းပြီးစစ်တပ်နှင်းများဇက်တိုက်ပေးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် အေအင်းနဲ့ PDF များဝင်ရောက်လာ၍လေးမျက်နှာမျိုးနယ်တွင်တိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကဘုံမျိုးနယ်မဲစလီကုန်းမျိုးကွင်းကောက်တရင်စစ်သားများအကြီးအကျယ်စုဆောင်နေပြီးပြည်သူစစ်တင်နှံများပို့ချလျက်ရှိကြောင်းခြေရွာများတွင်နေစဉ်လူငယ်များစက်တိုက်ဖမ်းဆီးခံရကြောင်းတပ်သားတပ်များစုဆောင်ရာတွင်စစ်တပ်ကတိုက်ရိုက်ဖမ်းဆီးခြင်းရှိတဲ့ကဲ့သို့ခြေရွာအုပ်ချုပ်ရေးဖွဲနှင့်ပြူစောထီများဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရှိရသည်။အင်ကဘုံမျိုးနယ်တွင်အကြီးကအပြင်အမှန်ကားတက်မတော်တမ်းမြင့်နေချင်းရေးကြောင်းတာကကငါရင်စစ်မှုရန်တပ်သားတပ်များကိုအကြီးကစုဆောင် ောင်းနေခြင်းဖြစ်ပြီးအဆိုပါတက္ကကငါမစစ်မှုရန်တပ်သားတက်များမှ AA နဲ့ PDF များကိုအတေကခုခံမြစ်တပ်သားတက်များထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရသည်တကကငါကတော့အင်ကပုံမျိုးနဲ့မှရှိတဲ့မင်းစလီကုံမျိုး၊ကွင်းကောင်းဒေတာလူငယ်တွေအကုန်လုံးမှပဲပေါ်တာဆွဲပြီးအရင်မှဆေးရည်လေ့ကျင့်ပေးတာရက်တို့ပဲနောက်ပြီးမင်းစလီကုံမျိုးမှလည်းရက်တို့ပြစ်ခတ်မှုတင်နန်းတွေပေးနေတယ်။ကွင်းကောင်းဘက်ရွာတွေမှလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲခံရတာတွေဖြစ်နေတယ်။ဘယ်လူငယ်မှရွာမှာမနေရဘူး။ ညာအိမ်ရင်တော်ရဲသွားအေရရဲစစ်တက်ကဝင်ပြီးခဏခဏပေါ်တာဆွဲလို့ဒေတာပြေသူတို့ကပြောဆိုသည်ထို့ပြင်အင်ကဘူမြို့နယ်ကွင်းကောက်ဒေတာနွားချန်ကျေးရွာအုပ်စုရင်စစ်တက်တရင်ပေတိန်စောတကြက်တိန်ထွင်မိမှတင်းတင်းမို့ မိနီတို့ကစစ်တပ်အတွက်စစ်သားအသစ်စူဆောင်းပေးခြင်းနဲ့စစ်မှုရင်ကျုံဝင်သည့်လူငယ်များတွေ့ရှိပါကတကကငါထံသို့ဖုံးဆက်ကဖန်စီခိုင်းကြောင်းစစ်တပ်ကတရင်ပေးနေအမာခံများကိုလွတ်ကစစ်သားအသစ်များဖန်စီခိုင်းခြင်းနဲ့တရင်ပေးခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရသည်အင်ကဘုံမြို့နယ်ခရက်ရွာသားတို့နွားချံအုပ်စုကုန်းထောင်နေရွာဘက်မှငါတော်ရှာရင်တရင်ပေးတွေကဖုံးဆက်ပြီးဖန်ခိုင်းလို့တကကငါကဝင်ဖန်နေအထူးကစစ်မှုထမ်းရှာတာမေလ20ရက်နေ့ကလည်းခရီးသွားလူငယ်တွေတွေ့လို့တကကငါကနေဝင်ဖန်နေလူငယ်တွေကိုတက ကငားရဲဖန်းခေါ်သွားတာဟုဒေသတွင်ရင်မြစ်ကပြောဆိုသည်အလားတူအေရရီတိုင်းဘုတ်ကလေးမျိုးနှင့်ကျွန်းညူကြီးဒေသတွင်လည်းယခုမေလတွင်စစ်တပ်ကလူငယ်များကိုပေါ်ထားဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်းအေရရီတိုင်းတွင်နှင့်အင်ကဘိုမျိုးနယ်ဘက်တွင်ခန့်စစ်ပြင်းရန်အတွက်ဟုဆိုကစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်ထားဆွဲနေခြင်းဖြစ်ကြောင်းသိရှိရသည် ပိုကလေးဘက်မှာစစ်တပ်ကလူငယ်တွေကိုနှိယောညပါလိုက်ဖမ်းနေတာတချို့ထွက်ပြေးရင်းနဲ့ဆက်သွဲပါမရတော့ဘူးတည်သလားရှင်သလားမသိဘူးထွက်ပြေးသူရဲ့မိဘတွေကိုလည်းအကြောင်းမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြက်ကိုင်းနေအခုချိန်ကလေယာဉ်မြေလှုပ်ဖို့မိုရင်းကာလာလဲလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေဆိုးနေတာ တကပြောတာက AR တွေတိုင်းကို AR တွေတိုင်းကလူငယ်တွေနဲ့ပဲပြန်ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာဟုပုဂလီမြို့နယ်ကျွန်းညိုကြီးကျောမှပြည်သူတို့ကပြောဆိုသည်အေဦးဆောင်သောတော်လိုင်းတပ်များကလေးမျက်နှာမြို့နယ်အတွင်ရောက်ရှိနေကစစ်ကောင်စီတပ်ခန့်အချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုရခုနှစ်စံပိုင်းလိုဆောင်ခဲ့ကြသောအေကတရားဝင်သတင်းထုတ်ပြန်ထားသည် ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အကြမ်းဖက်ဆက်ကောင်စီလေးချောင်းတိုက်ခိုက်မှုများဆိုးရွားလာသဖြင့် NUG ပညာရေးကျောင်းများအလုံးရှားရေးခတ်တပိတ်ထားရန်ပြည်ထောင်စုဝန်ကြီးညွှန်ကြားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။အကြမ်းဖက်ဆက်ကောင်စီလေးချောင်းတိုက်ခိုက်မှုများဆိုးရွားလာသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိကျောင်းများအလုံးရှားရီခိတပိတ်ထားရန် NUG ပညာရေးဝန်ကြီးဒေါက်တာစောဝေစိုးကရှမန်နေကညွှန်ကြားချက်တည်းထုတ်ပြန်နေ နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်မှဆောက်ရေးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနသည်ကလေးလူငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်ဂျာကလာပညာရေးကိုနီလမျိုးစုံဖြင့်ဖော်ဆောင်သင်ကြားပေးလျက်ရှိကြောင်းယခုအချိန်တွင်မတရားအာဏာသိမ်းစစ်တပ်သည်စာသင်ကြားများ၊စေရုံများ၊စသည့်လူသူစုဝေးရာနေရာများကိုလေကြောင်းမှနီလမျိုးစုံဖြင့်ပုံချခြင်း၊ဆက်တနက်များဖြင့်ရွေကျက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်း၊တာဝေးပြလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့်လူသားများပေါ်ဆက်ရာဆွဲမှုကိုနေစဉ် ဆိုးရွားစွာကျွလွန်လျက်ရှိကြောင်းအန်ယူဂျီဝန်ကြီးဒေါက်တာဆိုဝေဆွေညွှန်ကြားချက်တွင်ဖော်ပြထားသည်။ နိုင်ငံတော်ကောင်းရှင်နာကလေးတငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန၏အသေးအမှတ်ပြုမှုချိန်ဆက်ပူပေါင်းမှုတို့ဖြင့်မြေပြင်တွင်ဖွင့်လှစ်တင်ကြားနေသောအခြေခံပညာပြည်သူအခြေပြုပညာရေးကြောင်းများအစင်းမြင့်ပညာရေးကြောင်းများနဲ့အသက်မွေးဝမ်းကြောင်းများအားလုံးဘေးရန်ရဲ့ကင်းရှင်ရေးအစီအမံများဆောင်ရွက်နေခြင်းအတွင်ခိတ္တရာယီရနာထိုင်ညွှန်ကြားလိုက်ကြောင်းညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိဖွဲ့စည်းများမှကြီးကြပ်ကူညီပူးပေါင်း ပါဝင်ဖော်ဆောင်ပေးကြရန်နှင့်တင်ကြားတင်ယူမှုဆင်ဆက်မပြတ်စေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ပညာရေးဝန်ကြီးဌာနကမြစ်တာရခန့်ထားသည့်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖတ်ဆက်ကောင်းစီလေးချောင်းတိုက်ခိုက်မှုများကိုရှောင်ရှားပေးဘေးကင်းစွာပညာသင်ယူနိုင်ရေးအတွက်နီလန်များရှာဖွေလျက်ရှိကြောင်းအန်ယူဂျီပြည်တော်စုဝန်ကြီးရုံယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကရန်ကုန်ခေတ်သတင်းဌာနနှင့်တွဲဆုံမေးမြန်းခန်းတွင်ထုတ်ဖော်ပြောဆိုထားသည် ဆက်လက်ပြီးနေပြည်တော်တွင် modular office နဲ့ house များအပါအဝင်ရရဲ့အဆောက်အုံတည်ဆောက်မှုအတွက်လိုအပ်သောသွင်ကုန်များကိုမင်းအောင်လိုင်သားအောင်ပြေစုံဥပိုင်နယ်စစ်တပ်အတိုင်းဝန်ကတင်သွင်းခဲ့ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ငလင်တန်တဲ့နေပြည်တော်တွင် modular office နဲ့ modular house များအပါအဝင်ရရဲ့အဆောက်အုံတည်ဆောက်မှုအတွက်လိုအပ်သောသွင်ကုန်များကိုမင်းအောင်လိုင်သားအောင်ပြေစုံစစ်တပ်ဥပိုင်ကော်မတီနဲ့စစ်တပ်အတိုင်းဝန်ကတင်သွင်းခဲ့ရရှိထားကြောင်းသိရှိရသည်။ မတ်လ20ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်တန်းကြောင့်နေပြည်တော်တွင်ဝင်ကြီးဌာနရုံးအဆောက်အုံများနှင့်ဝန်ထမ်းအင်အားများအများအပြားပြိုကျပျက်စီးခဲ့ရာစစ်ကောင်စီကရန်ရဲများလေပတ်နိုင်ရေးအတွက်ရရဲအဆောက်အုံများဖြင့်မော်ဂျူလာ အော်ဖစ်နှင့်မော်ဂျူလာဟောင်းများကိုပမာဏအများအပြားဖြင့်တည်ဆောက်လျက်ရှိကြောင်းအဆိုပါမော်ဂျူလာအော်ဖစ်နှင့်မော်ဂျူလာဟောင်းများကိုတရုတ်နိုင်ငံ China Aid ကလှူဒါန်းတော်လည်းလုံလောက်မှုမရှိသဖြင့်စစ်တပ်က၎င်းတို့လက်အောက်ခံကုမ္ပဏီများကိုတင်သွင်းခိုင်းကြောင်း ချင်းကုမ္ပဏီများတွင်မင်းအွန်လိုင်းဤသားအောင်ပြေဆုံးကုမ္ပဏီစတက်လောက်ခံပြည်အောင်စုမြန်မာနိုင်ငံစီးပွားရေးဥပိုင်ကုမ္ပဏီနှင့်စတက်အတိုင်းဝိုင်းကုမ္ပဏီများကများစွာတင်းတင်းခွဲ့များရရှိကြကြောင်းသိရှိရသည်မော်ဇူလာအော်ဖစ်နဲ့မော်ဇူလာဟောစတေကတရုတ်ကလည်းလူတလူအောင်ပြေဆုံးကုမ္ပဏီဥပိုင်နဲ့စတက်အတိုင်းဝိုင်းကလည်းတင်သွင်းနေတဲ့တန်တာတွေမခေါ်တော့ဘူးနှီးစက်ရကိုတင်သွင်းလုပ်ပိုင်ခွင့်ပေးပြီးအမြန်တီးဆောင်နေတာပါ ဒီမိုရင်းမဝင်မီအမြန်တီဆောင်နေတာမို့တင်နာချပေးလိုက်တာတချို့သောကုမ္ပဏီကတော့ခွဲရန်အများဆုံးရတယ်လို့သိရတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်အကြံဖက်စစ်ကောင်စီကနေပြည်တော်ကိုပြန်လည်ပြုပြင်တီဆောင်ရန်မြို့ကွက်ချမှုများလှုပ်ဆောင်နေရမူလတီဆောင်ခဲ့သောကုမ္ပဏီများကိုပြန်လည်ဆင့်ခေါ်ခဲ့တဲ့အပြင်ကုမ္ပဏီသစ်များကိုလည်းဆောက်လုပ်ခွင့်တင်နာများချထားပေးမည်ဖြစ်ကြောင်းရင်းသွေးဆောက်လုပ်ခွင့်တင်နာများချပေးမည်ကုမ္ပဏီများတွင်မင်းအောင်လိုင်သာအောင်ပြေဆိုရေးကုမ္ပဏီလည်းပါဝင်ကြောင်းသိရှိရသည်မင်းအောင်လိုင်သာအောင်ပြေဆိုကစကိုင်းဝမ်းဆောက်လုပ်ရေးကုမ္ပဏီအပြင်ဖုံမြ ြန်ပြေဆုံးမြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky True Golf အောင်မြင်မှု Min Insurance Company Mindtel Telecom Share ရှင် SRR Base Resort ANM Maha Company Limited ငင်းချင်းပြေဆုံး Manufacturing and Trading Company Limited စသည့် company များစွာကိုနာမည်မျိုးစုံဖြင့်လောက်ကိုင်းနေသူဖြစ်ကြောင်းစစ်တပ်နှင့်အရပ်ဘတ်ဝင်ကြီးဌာနများ၏စောက်လုပ်ရေးတင်နာလန်ဒရာတိစောက်ရေးတင်နာများ EV ကနေဆိုလာပြများတင်သွင်းခြင်းအပေါင်းမြန်မာနိုင်ငံရှိစေးပွားရေးအသေးအလက်အကျဉ်းမျိုးစုံကိုလောက်ကိုင်းလျက်ရှိသည်